73စီရညွန်စီ3ဘတ်ဆက်တိုက်ကြာစင်းနေတဲ့လို့73စီတင်းတွင်းတူလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်ချက်အရသိအောင်ပါထိပြည်တွင်း73စီစီနှုံဟာပြီးခဲ့တဲ့နှစ်ပတ်ကမျိုးအစအလိုက်တလီတာကိုချက်တရားကနေ200ချက်အတွင်းကြာစင်းခဲ့တယ်လို့ အခုတပတ်မှလည်း30ချက်ကနေ90ချက်အတွင်းကြာစင်းနေပါထိ အာရှပစိဖိတ်ဒေသအတွင်း73စီစီနှုံထွေမြင့်တန်နေပေမဲ့မြမကြောင့်ဝေးခိုင်မာပြီးနိုင်ငံချောင်းဝေးလဲလဲမှုနှုံကြာဆင်းနေတာကြောင့်ပြည်တွင်း73စီစီနှုံထွေလဲကြာဆင်းနေတယ်လို့စွမ်းယုံကြီးဌာနကပြောထားပါတယ်။ ဒါအပြင်ပြည်သူများနေစဉ်သုံးစွဲဖို့လိုအပ်တဲ့73စီကိုတင့်တင့်နဲ့ဈေးနှုန်းနဲ့စဉ်ဆက်မပြတ်အဆင်ပြေလွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ခြင်းရဲ့အတွက်ဒိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုချိတ်ဆက်ထားတဲ့အထူးကလမ်းပိုင်းတွေအထူးကမြို့ကြီးတွေက73စီရဲ့ရောင်းဆိုင်တွေကို73စီတွေကြိုတင်ဖြည့်တင်းထားတဲ့အပြင်လိုအပ်ပါကအချိန်နဲ့တပြေးညီထပ်မံဖြည့်တင်းပေးနိုင်ဖို့စီတင်ရှင်ကြီးတွေကို73စီအပြည့်ဖြည့်တင်းပြီးဒေသအလိုက်စီမံထားရှိတဲ့သူဆိုပါထိတ် အခုတပတ်အတွက်73စီရှိညုံစေပေါ92တတိတောင်းကို2905ချက်95တတိတောင်းကို2890ချက်ဒီဇယ်စီတတိတောင်းကို2465ချက်ပရီမီယံဒီဇယ်စီတတိတောင်းကို3000ချက်အထိဈေးနှုန်းအတိအကျရှိနေတယ်လို့သိရပါတယ်ရှင်။